ထိုင်းဘတ်ငွေ4200ဖြစ်ပါတယ်ဝမ်တာအားရစရာကောင်းလာပါတယ်အဲ့တော့ဘယ်က4200လဲဆိုလို့ရှိရင်ကျွန်တော်တို့လွန်ခဲ့တဲ့လကအာဖရိကမှာရှိတဲ့အဖွားတူကသူဝယ်ယူစုဆောင်သိမ်းဆည်းထားတဲ့ရွှေဆွဲကြိုးတကုံးရဲ့ဝတ်ဝင်ရုပ်ကလေးရွှေသားနဲ့ဝတ်ဝင်ရုပ်ကလေးရဲ့ကျွန်တော်ခုနောက်မှာဖော်ပြထားတဲ့ရွှေပစ္စည်းရွှေတဲ့နှစ်ခုပေါ့နော်ရွှေတဲ့နှစ်ခုကိုကျွန်တော်ရှိတဲ့နေရာအထိရောက်အောင် ပို့လာပါတယ်အဲ့တော့အဖွားနဲ့ဆက်သွယ်ရတဲ့အခါမှာဖုံးပြောရပါတယ် ဖုံပြောပြီးစကားသုံးလေးခုမှပြောရပါသေးတယ်အဖွာငိုပါလေရောဒါရဲဒါတို့အရွယ်လေးတွေဒါတို့အရွယ်ရဲဘော်တွေဒီကာလဓာယူကိုထမ်းပိုးပြီးတော့ပင်မခံနေကြရတာအဖွာတို့မကြည့်ရဘူးအဲ့တော့အဖွာတို့မှာရှိသမျှအရာလေးတွေဝိုင်းကျင်တယ်ဝန်းကျင်တယ်ပါဝင်ကျင်တယ်အဲ့တော့အဖွာမှာရှိတဲ့ဒီရွှေတဲ့ပစ္စည်းလေးတွေကိုငါသားစီကိုရောက်အောင်ပို့လိုက်မယ်အဖွာမှာချိတ်ဆက်ရှိတယ်ဆိုပြီးပို့လာတယ်ပို့လာတဲ့အခါမှာ ဲ့ဒါလေးတွေကိုရွှေဆိုင်မှာကျွန်တော်တို့ဟိုလိုက်ပြီးတော့ဈေးပို့ရအောင်အချိန်ယူပြီးတော့လိုက်စုံစမ်းရင်းနဲ့ရောင်းနေပေါ့ဗျာရောင်းပြီးတော့လိုအပ်နေတဲ့အဖွဲတစ်ခုကိုပို့ပေးမယ်ဆိုပြီးကျွန်တော်လည်းရွယ်ထားတယ်ရွယ်ထားရင်းနဲ့ကျွန်တော်တို့လွန်ခဲ့တဲ့ရက်ကအင်တာဗျူးလုပ်နေတဲ့ဟိုခြောက်ွာကမ်ပိန်းဒီနော်သဲမာတို့ခြောက်ွာကမ်ပိန်းရန်နာဘုံတက်ဦးကကမ်ပိန်းစီကိုကျွန်တော်ပို့ပေးဖို့ဆုံးဖြတ်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်အဲ့ဒီကမ်ပိန်းက လုံနေတာကြာပြီဒီဇင်ဘာ9ရက်နေ့ဆိုပြီးတော့ကျွန်တော်တို့တက်မှတ်ပြီးတော့နောက်ဆုံးဆိုပြီးတက်မှတ်ပြီးတော့လုပ်ပေမဲ့900ခိုင်နှုန်းကျော်ကျော်ပဲရသေးတဲ့အခါမှာလက်ရှိကျွန်တော်လဲဟိုကိုနေဆိုင်တို့အတွက် RPG ဝယ်ပေးဖို့တင်းတထောင်ရှာနေပေမဲ့ပို့ပြီးတော့အားနည်းတဲ့စီကိုကျွန်တော်ရည်မှန်းထားတဲ့အတိုင်းပို့ပေးလိုက်ပါပြီထိုင်းဘက်4200ရပါတယ်ဒီရွှေရယ်ပစ္စည်းနှစ်ခုဒီနေ့ပဲတွားရောက်တဲ့အခါမှာ4200ရပါတယ်4200လုံးကိုတက်ဖွဲ့စီကို လွှဲပေးလိုက်ပါပြီမြန်မာငွေနဲ့ပြန်တွက်ကြည့်မယ်ဆိုရင်တော့3.90ကျော်မယ်ထင်ပါတယ်တတိကျဆိုရင်တော့ပြန်တွက်ကြည့်မှရမှာပါအဲ့တော့အဖွားကိုလည်းဒီနေရာကနေပြီးတော့ခြေစူးတင်ကြောင်းပြောလိုပါတယ်ဘာပဲဖြစ်ဖြစ်ဟိုးအာဖရိကနေပြီးတော့တကယ်ကျွန်တော်တို့မျှော်မှန်းမထားတဲ့နေရာဒေသတွေအဲ့ဒီဒေသတွေကနေပြီးတော့တစ်ခေါက်ကလည်းအစ္စရေးအမတယောက်ကနေပြီးတော့ ဟိုထောက်ပို့ပါဝင်ခြင်းလို့ပါအစ္စရေးရပါဆိုတော့ကျွန်တော်တော့နည်းနည်းကြောင်တောင်ဖြစ်သွားတယ်အစ္စရေးဘက်မှာလည်းငါတို့မြန်မာပြည်သားတွေတော်လှန်ရေးကိုထိစပ်ပြီးတော့ဒီလိုမျိုးဝိုင်းကူခြင်းတဲ့သူတွေရှိပါလားနောက်တစ်ခါနီပေါ်ကအဲ့လိုမျိုးပဲကျွန်တော်စီမှာဆိုထူးထူးဆန်းဆန်းအဲ့ဒီဟိုတာမန်ဆိုရင်ဗျာထိုင်းနိုင်ငံမလေးရှားနိုင်ငံစင်ကာပူတို့ US တို့အဲ့လိုမျိုးကနေဒါတို့အဲ့ရလာတာများပေမဲ့အခုလိုမျိုးအစ္စရေးတို့အာဖရိကတို့ဆိုတာကနည်းနည်းရှားတယ်ဒါပေမဲ့ကျွန်တော်ရှိကိုစိုက်စိုက်မြိုင်မြိုင်နဲ့ရောက်လာကြတယ်ရောက်လာပြီးတော့အခုလိုမျိုးရဲဘော်တွေအတွက်အကျိုးဖြစ်ထွန်းသွားတယ်ဒါကြောင့် အဖွားကိုလည်းဝမ်းသာရအောင်ဒီရုပ်တံလေးရိုက်ကူးရင်းနဲ့ကျေးဇူးတင်ကြောင်းပြောလိုတာ ဖြစ်ပါတယ်ချက်ွာကမ်ပိန်းကိုလည်းနှိုးဆော်ကျင်တာပါဒီလိုမျိုးရုပ်တံလေးရိုက်ပြီးတော့နှိုးဆော်ကျင်တာပါဘောမာတွေကိုတော့စိတ်သင်းရဲစေကျင်တာပါမင်းတို့တွေခွက်ခေါက်ကြတယ်မင်းတို့တွေခွက်ပေါက်ကြတယ်ဆိုပြီးခဏခဏလာလောင်နေရအဲ့မှာရွှေတဲ့ပစ္စည်းမဖန့်ငွေ4200ရတဲ့ပစ္စည်းရေယုံကြည်နဲ့ဒေါ်လာရေးတဲ့ကိုထည့်ဝင်ပြီးတော့ပါဝင်လာတယ်မင်းတို့ခွက်ခေါက်တယ်ပဲပြောပြောခွက်ပေါက်တယ်ပဲပြောပြောပြည်သူလူထုရဲ့ယုံကြည်မှုကငါတို့ပေါ်မှာ ဒီလိုမျိုးရှိတယ်အဲ့တော့မင်းတို့စိတ်ဆင်းရဲပါစေဆိုတဲ့ရိုချက်နဲ့မင်းတို့ကြည်ဟာအောင်လို့လာပြီးတော့ပြောပြတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီနေရာမှာနောက်ထပ်တစ်ချက်ပြောချင်တာကကျွန်တော်တို့ဒေါ်လာရင်းနဲ့ပတ်သက်ပြီးတော့ပြုလုပ်ကြတဲ့ကမ်ပိန်းအကြောင်းအရာတွေသကဝိုင်းအဲဒီလိုမျိုးကြေညာချက်တွေဒီလိုမျိုးထုတ်ပြန်ချက်တွေဒီလိုမျိုးပြောဆိုမှုတွေကများများပြတ်နှက်မှုလိုအပ်ပါတယ်အရေးကြီးပါတယ်ဒီနောက်ပိုင်းမှာဆိုရင်ကျွန်တော် analysis တခြားလုပ်ကြည့်ပါတယ် ကျွန်တော် Facebook ကိုပဲပေါ့နော် Facebook ကိုပဲ analysis လုပ်ကြည့်တဲ့အခါမှာပြန့်နှံ့မှုကပိုပြီးတော့များလာတယ်။တချို့ရုပ်သံတွေဆိုလို့ရှိရင် billion view လောက်ထိလူတစ်သန်းတချို့ဆိုလူသုံးသန်းလောက်ထိကြည့်ကြတယ်။ဟိုတစ်ခေါက်ကဟိုဟို Facebook ကနေပြီးတော့ report အများကြီးထုတ်ခံလို့ဖျက်ချခံရတဲ့ဒီလှိုင်းတရားကိုကြီးနဲ့ပတ်သက်ပြီးတော့ပြောထားတဲ့ရုပ်သံဖိုင်ဆိုရင်တညနေအတွင်းကိုလူ9သန်းလောက်စီကိုပြန့်နှံ့သွားတယ်။အဲ့တော့ပြန့်နှံ့မှုကအင်မတန်မှအရေးပါတယ်။တော်လိုင်းကြီးသတင်းအကြောင်းအရာတွေတော်လိုင်းကြီးအချက်လက်တွေကမ်ပိန်းအကြောင်းအရာတွေဒါတွေကပြန့်နှံ့ ပြန့်နှံ့လေးလေးထားပါတော့ဗျာကျွန်တော်တို့ share လိုက်တဲ့ share လုပ်လိုက်တဲ့မျှဝေလိုက်တဲ့ post တခုကိုကဲထိုင်းဘတ်1000လူမဲ့လူကမြင်သွားပြီသူမျက်စိရှေ့ရောက်သွားပြီဆိုရင်ရုံုံကြည်နဲ့သူလာလှူလို့ရမယ်ဘလောက်ထိ share တခုဆိုပေမဲ့ comment တစ်ချောင်းဆိုပေမဲ့ RCS တခုဆိုပေမဲ့တကယ်လက်တွေ့မှာကြတော့အဲ့လောက်ထိကိုအကျိုးသက်ရောက်မှုကြီးသွားနိုင်တယ်ရိုးရိုးလေးပဲဆိုရင်ဗျာကျွန်တော်တို့ဒီเจ้าရာကိုလူတိမှာဒီเจ้าရာကိုလူတွေရှေ့ကိုများများရောက်မှာ ထားပါတော့10ယောက်စီရောက်တယ်ဆိုရင်အဲ10ယောက်ထဲကတစ်ယောက်ကလှူကျင်နေဆိုရင်အဲသူ့ရှိသူ့ရှိရောက်တယ်သူ့မျက်စိချွေမှာဒီအကြောင်းအရာမြင်ရတယ်ဆိုလို့ချင်းကျွန်တော်တို့လှူဖို့အခွင့်အရေးပို့ပြီးတော့များတာပေါ့အဲ့တော့ရိုးရိုးလေးအခြေခံကြကြတွေးကြည့်မယ်ဆိုရင်တော့ဟိုကျွန်တော်ပြောတဲ့ဟာတိုင်းကို share ကြပါအာစီရဲ့လောက်ကြပါအဲ့အဲ့လိုမျိုးဆိုလို့ချင်းတာမဟုတ်ပါဘူးကျွန်တော်ပြောတဲ့ဟာရမှမဟုတ်တခြားခြားကွာကံပေးမယ်ဖြစ်ဖြစ်ကားဝယ်ပေးပါကံပေးမယ်ဖြစ်ဖြစ်တခြားအများကြီးပါပဲအဲ့ဒီအရာတွေကိုကျွန်တော်တို့ရဲ့လက်တလောမှာလာစားမထွက်သေးတာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဟိုရုံးကံမှုအရာငွေ ပါဝင်ပြီးတော့ထောက်ပို့ဖို့အဆင်မပြေသေးတာပဲဖြစ်ဖြစ်မျှဝေမယ် RCS လောက်ကြမယ်အဲ့လိုမျိုးလုပ်တဲ့နေရာမှာလဲလုံခြုံရေးအရအဆင်ပြေခြင်းတယ်ဆိုလို့ရှိရင် profile ပိတ်ထားတဲ့အကောင့်နေဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဟိုဘယ်လိုပြောမလဲ account 2နဲ့ဖြန့်နှံ့တာဘယ်လိုပုံစံမျိုးနဲ့ပဲဖြန့်နှံ့ပြန့်နှံ့အောင်လုပ်လို့ကျွန်တော်တို့လှူမဲ့လူမျက်စိရှိကိုတခုလေးရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အတွက်အကျိုးသက်ရောက်မှုကြီးပါတယ်ကျွန်တော်တို့အတွက်ဆိုတာရေဘော်ကြီးရဲ့လုပ်နေတဲ့ campaign တွေအတွက်ကျွန်တော်တို့ခုလုပ်နေတဲ့ ရဲဘော်တွေလိုအပ်ချက်ကိုဖြည့်ဆည်းဖို့လှုပ်ဆောင်နေတဲ့ campaign တွေအတွက်အကျိုးသက်ရောက်မှုကြီးပါတယ်ကျွန်တော် Facebook မှာ analysis လုပ်ကြည့်တော့ဒီနောက်ပိုင်းကာလတွေမှာပိုပြီးတော့မြန်မြန်ဆန်ဆန်နဲ့အရင်ကဆိုလေ PI အတွက်သိန်း200ရှာပေးမိသိန်း900ထိကိုရသွားတယ်။ဘာကြောင့်လဲဆိုလို့ချင်းအဲ့ဒီဗီဒီယိုရုပ်သံ post ကိုလူတွေကဝိုင်းပြီးတော့မျှဝေကြတာကြည့်ရှုကြတာပြန့်နှံ့အောင်လုပ်လိုက်ကြတာအဲဒီတန်းနဲ့ချီပြီးတော့ million နဲ့ချီပြီးတော့ရှိတဲ့ခါကျတော့ပို့ပြီးတော့မြန်မြန်ဆန်ဆန်ပြည့်သွားတယ်လို့ကျွန်တော်ကောက်ချက်ချတယ် ဒါကအရှိတရားပါပဲအရှိတရားဆိုတဲ့ဟာခုနပြောလိုမျိုးများများပြတ်နှံ့လေလူမဲ့သူအတွက်ဟိုဖြစ်နိုင်ခြေပေါ့နော်ဖြစ်နိုင်ခြေပေါ့ငယ်တင်ခဲ့တဲ့ probability ဖြစ်နိုင်ခြေကပို့ပြီးတော့များလေ campaign အောင်နိုင်ခြေကပို့ပြီးတော့များလေဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ campaign အကြောင်းအရာတွေတော်လိုင်းနဲ့ပတ်သက်တဲ့ဒီလိုမျိုးငွေရှာတဲ့အကြောင်းအရာတွေရေပေါ်တွေမီဒီယာတွေမှာနေ့စဉ်ပြောနေကြတဲ့အကြောင်းအရာတွေ campaign အကြောင်းအရာတွေတခြားစစ်စစ်ပြီးတော့စစ်စစ်မှန်မှန်ဖြစ်ပြီဆိုရင်ဒါတွေကို RCS လုပ်ပေးဖို့လဲကျွန်တော်ကဒီနေရာနေပြီးတော့ထပ်ဆင့်နှိုးဆော်ချင်တာဖြစ်ပါတယ်အဲ့တော့ နည်းနည်းလေးကျွန်တော်တို့လွတ်နေတဲ့အပိုင်းကအခုလိုရုပ်တန်တွေတင်ပြီဆိုလို့ရှင်ပါဝင်ကျင်ပါတယ်ဆိုပြီးတော့ comment မှာလာရေးကြတယ် comment တွေကများလာတဲ့အခါဆဲတာတွေကျွန်တော်စီမှာဆိုလို့ရှင်6800သားတွေကလည်းဝင်ဝင်ပြီးတော့ကညော့ကြတယ်ဆိုတော့သူတို့ကလည်းအာဆီယက်ထဲမှာတော့ပါပါတယ်အဲ့တော့သူတို့ကလည်းပြောတဲ့အခါ comment တွေကများလာများလာရင်ကျွန်တော်ဖုန်းကအလုပ်လုပ်ရတာလည်းနည်းနည်းဟိုဘယ်လိုပြောမလဲ ဖုံးကြောင်ရလားကွန်မန့်နေများလို့လားမသိဘူးတခုပြန်ပြီဆိုအစအနေပြန်ပြီးတော့ကြည့်အစပြန်ကြည့်ဆိုကွန်မန့်နိုင်ရောကျွန်တော်မပြန်နိုင်ဘူးမပြန်နိုင်တဲ့အခါမှာကျွန်တော်ကဘာလုပ်လဲဆိုတော့ Viber ပေါ့နော် Viber ဖုန်းနံပါတ်လေးကျွန်တော်ပေးထားတယ် Viber ကနေပြီးတော့ဟိုအဓိကဆက်သွယ်ပြီးတော့လာလို့လည်းရတယ်ပြီးတော့ကျွန်တော် Messenger ကနေတိုက်ရိုက်ဗီဒီယိုကိုခေါ်ပြီးတော့ပြောချင်တယ်ဆိုရင်လေအခုတင်မဲ့ post တွေရဲ့အဲ account တွေကိုဝင် account တွေဝင်ပြီး Messenger ကိုနှိပ်နှိပ်ပြီးတော့ဟာရင်ကျွန်တော်ကတော့ဘာအတွက်ပါဝင်ကြလို့ပါကိုဝင်ရလားဆိုပြီးတော့အတီးပြုတ်လို့ရတယ်ကျွန်တော် record တွေပြောလို့ရတယ်ယုံကြည်စိတ်ချစွာနဲ့ ပါဝင်လို့ရပါတယ်အဲ့တော့အဲ့ဒီအစီအစဉ်လေးကိုအဲ့ဒီဟာလေးကိုလည်းဖျက်ကျော်ပေးပါကျွန်တော်တို့ post တော့မြင်လိုက်တယ်မလုတ်တက်ဘူးဆိုတဲ့ဟာတခုနဲ့ရက်တက်မနေပါနဲ့နည်းနည်းလေးစူးစမ်းပေးကြည့်ကြပါဆက်သွယ်လို့ရအောင်စူးစမ်းပေးကြည့်ကြပါပြီးတော့အဲတခြားကိုကသိပြီဆိုရင်လည်းဒီနေ့ဆိုလို့ရှင်စက်ရုံကအမတယောက်ကညံ့နေရပဲကျွန်တော်လည်းဖေးဆိုင်ထိုင်းနေတော့သူပထမတော့အဲထိုင်းဘက်300 500လွှဲထားတယ်အဲ့တော့သူအနာကအဲဒီသူတယောက်ကိုလည်းသူစီးယုံလိုက်တဲ့ထင်တယ်မောင်လေးရေးတဲ့ အမနာမိတ်ဆွေတယောက်ကတော့လှူချင်တယ်ပြောတယ်မောင်လေးနဲ့ဗီဒီယိုကောပြောလို့ရလားရတာပေါ့အမကြီးကျွန်တော်အတီးပြုတ်ပေးမယ်သူလဲဒီလိုမျိုးဟိုရုပ်ကိုမြင်ရမှာအကောင့်တူတွေလားအကောင့်တူမဟုတ်ဘူးလားဆိုတော့စီစဉ်နိုင်မှာဖြစ်တဲ့အတွက်ဗီဒီယိုကောပြောလိုက်တဲ့အခါမှာတထောင်ထက်လွှဲလာတယ်အဲ့တော့ကိုကနေတဆင့်ကိုကနေတဆင့်လဲထဆင့်ဟိုမျှဝေပြီးတော့နော် ဒီ post ကို share တာမဟုတ်ရင်လည်းလက်တွေ့မြေပြင်မှာကုဘေးနာတငယ်ချင်းတွေကိုတယောက်ရသည်ဖြစ်စီနှစ်ယောက်ရသည်ဖြစ်စီ lesson ကမ်းပြီးတော့စီရုံးမယ်ဆိုရင်လည်းကျွန်တော်တို့ကပို့ပြီးတော့ပြန့်နှံ့မယ်ပို့ပြီးတော့တက်ရောက်မှုတွေများပါမယ်ကျွန်တော်သုံးသက်တာကတော့ campaign တွေကပြည်သူတွေကမလှူနိုင်တော့မလှူနိုင်တော့လို့ဟိုပန်းသွားလို့ဆိုတာထက်ပြည်သူတွေချိတ်ဆက်ရဖို့အတွက်ခန့်နေကြတဲ့အခြေအနေတွေအများကြီးရှိနေသေးတယ်။တချို့ဆိုတချင်ဟာလူကျင်တာကြာပြီပဲဘလောက်တည်းလွန်ခဲ့တဲ့3လ5လ6လလေးက ဆက်သွယ်ပြီးတော့ဒီလိုမျိုးလူချင်းနေတာဒါပေမဲ့အဆက်သွယ်မရလို့ဘလို့မှမဆက်သွယ်တတ်လို့ဆိုတော့ပြည်သူတွေကအများကြီးရှိနေသေးတယ်ဒါတွေကိုကျွန်တော်တို့ဒီပညာကျွမ်းကျင်တဲ့ညီကိုမောင်နှမတွေကလည်းအနီးနားနေပြီးတော့ဝိုင်းပြီးတော့တဆင့်စကားတဆင့်အကူအညီနဲ့ဝိုင်းညာဝန်းကြဖို့လိုတယ်အဲ့တော့ပြည်သူတွေက ကူမဲ့ရဲဘော်တွေကိုအားဖြစ်မဲ့ပြည်သူတွေကနောက်မှာအများကြီးရှိသေးတယ်အခုဆိုပဲကြည့်တယောက်တည်းကျွန်တော်တို့ရှိတယ်ရွှေတယ်ပစ္စည်းကိုပို့လိုက်တယ်ကျွန်တော်တို့ရောင်းချပြီးတော့ဟိုလုတ်လိုက်တဲ့အခါမှာ4200ဘတ်4200350ကျော်ရသွားတယ်ဒါဆိုရင်ချက်ွာကမိန့်အတွက်တစုံတရာအားရှိသွားပြီအဲ့တော့ဒီလိုမျိုးဟိုဆက်သွယ်ဖို့ခက်နေတဲ့သူတွေဆိုရင်လည်းနှိစက်ရသူတွေကကူညီကြပါအဲ့တော့ဒီ post လေးကိုလည်း RCS လုတ်ပေးကြပါချက်ွာ campaign ရဲဘော်အဲဒီချက်ွာ campaign လုတ်နေတဲ့ဟာကိုလည်းကျွန်တော်ဒီ post နဲ့အတူ ထပ်ပြီးတော့ဟိုမန်းရှင်းလုပ်ပေးပါမယ်အဲ့မှာလည်းဓာတ်ရိုက်သွားပြီးတော့ပါဝင်လို့ရပါတယ်အဲ့တော့ဒီနေ့မှာတော့ဝမ်တာဆွာနဲ့အာဖရိကကအဖွားကိုလည်းဒီနေ့ကနေပြီးတော့အဖွားပို့လိုက်တဲ့ပစ္စည်းလေးကိုဒီရေဘော်ဒီလုံနေတဲ့မန္တလေးကရနာဘုံတက်ဦးတက်ဖွဲ့ကလုံနေတဲ့အဲကမ်ဘိန်းစီကိုရောက်ရှိအောင်ပို့ပေးလိုက်ပြီးဆိုတဲ့အကြောင်းလေးကိုလာပြီးသတင်းစကားပါတာပါအဖွားလည်းအဲကျမကြီးပို့ပြီးတော့ကောင်းမွန်ပါစေပို့ပြီးတော့အဆင်ပြေ အဲအလုတ်ကင်တွေလည်းပို့ပြီးတော့အဆင်ပြေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရေဘော်တွေလည်းထပ်တူဆုမွန်ကောင်းတောင်းနေမှာပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ